ဒီလိုကြောင်းရင်နေကြမြန်မာနိုင်ငံမှာယင်ကျေးဇုံစုကိုရရှိသွားတဲ့ဇော်ပိုင်ရဲသားလေးရွှေပိုင်း မြန်မာတိုင်းကလုံးမှာယင်ကျေးသောစုကိုရရှိသွားတာကဆိုရော့ဇော်ပိုင်ရဲ့သားလေးရှိပိုင်မှာကြားပြင်ဆိုရော့ဇော်ပိုင်ရဲ့သားလေးရှိပိုင်ဟာအနုပညာရှင်သားသမီးတွေမှာပရိသတ်ချက်တာခံရဆုံးအနုပညာရှင်ဖြစ်တက်မဲ့ချင်းခံထားတာလေးဖြစ်ပါရည်တကယ်ဆိုရင်အနုပညာရှင်ရဲ့သားသမီးတိုင်းလည်းလူချစ်လူခင်ပေါနေတာတော့မဟုတ်ပါဘူးဒါပေမဲ့လေဆိုရော့ဇော်ပိုင်ရဲ့သားလေးရှိပိုင်ကတော့အနုပညာရှင်တွေရဲ့မျိုးဆက်ရင်သွေးလေးတွေကအလိမ္မာယင်ကျေးဆုံးနဲ့ချစ်စရာအကောင်းဆုံးဆိုပြီးအလုံးဝိုင်းချစ်ခံနေရတာဖြစ်ပါရည်ဒါပြင်ဆိုရော့ဇော်ပိုင်ရဲ့သားလေးရှိပိုင်ရဲ့သားသားချစ်တဲ့အလုံးခမည်းဆို ဆိုတဲ့ချိုသားတဲ့အတန်လေးကကြာသူတိုင်းရဲ့စိတ်နှလုံးကိုအေးချမ်းသွားစေတာကြောင့်လေအလုံးကချစ်ပေးနေကြတာဖြစ်ပါတယ်။အထူးသဖြင့်ခုခေတ်မှာကလေးငယ်တွေဟာဆိုရှယ်နက်ဝါအင်တာနက်အသုံးပြုမှုတွေများပြားလာတာကြောင့်စကားပြောရင်းဆိုင်နေကြတဲ့အချိန်ဆိုတော့စော်ပိုင်းရဲ့သားလေးဟာရှေ့ပိုင်းကတူးယူဆန်ပြူစရာလိမ္မာရင်ကျဲတဲ့သားငယ်လေးဖြစ်အလုံးကသတ်မှတ်ထားကြတာဖြစ်ပါတယ်။ဂျာကလေဆိုတော့စော်ပိုင်းနဲ့ဇနီးတွေတို့ရဲ့တွန်တင်ဆုံးမမှုကြောင့်လို့ဆိုရမှာပါ။အလုံးတိကြတဲ့အတိုင်းဆိုတော့စော်ပိုင်းတစ်ခေတ်တစ်ခါမှာ မြန်မာနိုင်ငံရဲ့လူငယ်ပရိသတ်တွေကြားရေပန်းစားဆုံးဆိုတော့တူဖြစ်ခဲ့ပါရယ်အခုဒီလေဇော်ပိုင်ရဲ့သချင်းအေးအေးလေးတွေကလူကြီးလူငယ်လူလယ်ပိုင်းတက်ရွယ်တွေကြားမှာအကြိုက်တွေ့နေကြဆဲပါဒီလိုအမြင်နဲ့ဆိုတော့ဇော်ပိုင်ဟာဇနီးတင်တဲ့လက်ထက်ကတာယာတဲ့ဘွာလေးကိုတိဆောက်ခဲ့တာပါအဲ့နောက်မှာတော့ဒုတိယသားလေးရွှေပိုင်ကိုမွေးဖွားခဲ့တာဖြစ်ပါရယ်အစောပိုင်းမှာတော့သားလေးရွှေပိုင်ကိုလူတွေကသိမ့်မတိခဲ့ကြပါဘူးဒါပေမဲ့လေလွန်ခဲ့တဲ့6နှစ်ခန့်အချိန်အင်တာနက်ဆိုရှယ်မီဒီယာထက်မှာသားလေးရွှေပိုင်ရဲ့ဗီဒီယိုလေးကနေတစင်အားလုံးကဆိုတော့ဇော်ပိုင်ရဲ့သားလေးရွှေပိုင်ဆိုပြီး တည်ထားမိလာကြတာပါအလူသဖြင့်ရွှေပိုင်ကိုလူတွေကချစ်ကြတဲ့အဓိကအကြောင်းရင်းကတော့အစိုးရစော်ပိုင်ရဲ့သားဆိုတာတဲ့ချစ်စရာကောင်းတဲ့မျက်နှာအမူအရာလေးနဲ့တူတကယ့်ကိုအရွယ်နဲ့မလိုက်အောင်လိမ္မာရင်ကြီးတဲ့စကားပြောလေးကြောင့်လေတားလေးရွှေပိုင်ကိုပရိသတ်တွေကချစ်ပေးကြတာပါ အထူးသဖြင့်အသားလေးရွှေပိုင်းရဲ့တာတာချစ်တဲ့အားလုံးခင်ဗျားဆိုတဲ့စကားတန်လေးကြောင့်ပဲလူတွေကချစ်မွားဖြစ်နေကြတာဖြစ်ပါရဲ့။တာလေးရွှေပိုင်းဟာအသက်လေးနှစ်၅နှစ်ရွယ်တွေကပုံမြင်စာအုပ်လေးတွေကိုချစ်စရာကောင်းတဲ့ကလေးလေးတယောက်အနေနဲ့ဖတ်ပြရင်ပရိသတ်တွေကချစ်ပေးကြတာဖြစ်ပါရဲ့။အခုဆိုရင်ဆိုရောဆိုပိုင်းရဲ့တာလေးရွှေပိုင်းဟာစေကျော်သက်ရွယ်လေးကိုရောက်ရှိလာပါပြီ။ဒါကြောင့်လေတာရွှေပိုင်းဟာလူပြပောက်ရွယ်မှာပို့ပြီးတော့ချစ်စရာကောင်းလာသလိုစကားပြောဆိုတာကလည်းလိမ္မာရင်ကြီးတာကလည်းအရင်ကလိုမပြောင်းလဲပဲပို့ပြီးတော့ချိုသားလာတာပါ။ဒါကြောင့်လေအခုဆိုရင်တော့ တော်စပိုင်းရဲ့သားလေးရှိပိုင်းကိုအပေးကြတဲ့ပရိသတ်တွေကတနေ့တခြားပုံပုံများပြလာပါရီရှိပိုင်းအားစာအုပ်လေးတွေဖတ်ပြတာကလင်းငယ်လေးတွေအတွက်ပုံပြပြတာတွေလည်းလုပ်လို့ရှိပါရီရှိပိုင်းရင်စကားပြောလိမ့်မယင်ကျေးပုံဟာအင်တာနက်ဆိုရှယ်မီဒီယာမဟုတ်ပါဘူးအပြင်မှာလည်းရှိပိုင်းဟာဖိုင်ငယ်ဆိုတော်စပိုင်းနဲ့မိခင်ကိုလိမ့်မယင်ကျေးစွာပြောဆိုနိုင်တာပါဒါကြောင့်ဆိုတော်စပိုင်းတယောက်ဒီလိုမျိုးလိမ့်မယင်ကျေးတဲ့သားလေးကိုရရှိထားလို့ဝမ်းသာဂုဏ်ယူနေရတယ်လို့ဆိုပါရီဒီလိုမျိုးတော်ယူသောသားလေးရှိပိုင်းတယောက်လိမ့်မယင်ကျေးနေတာကလည်းဇနီးတဲ့ရဲ့တုံသေးဆုံးမမှုကြောင့်လည်းပါကြောင် စောပိုင်းကချီကျူတာပါအစောရောစောပိုင်းရဲ့သားလေးရှင်ပိုင်းဟာအခုဆိုရင်တော့ပညာရေးမှာအထူးကျွန်ကတရုတ်စကားအင်္ဂလိပ်စကားစသည်ဖြင့်ဘာသာစကားမျိုးစုံပြောတတ်တယ်လို့လဲဆိုပါရီဒီပြောကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောအစောရောစောပိုင်းရဲ့သားလေးကိုဘလို့မြင်လဲဆိုတာပြောသွားပြီးခဲ့ပါအောင်ရှင်